အဋ္ဌာန်အနေနဲ့ကျွန်တော် ပြောမယ်ပြောရင်ဆူတောင်းခြင်းဆိုတာဟိုပါဠိဘာသာနဲ့ပြောရင်တော့ပတ္ထနာလို့ခေါ်တယ်เนาะယာစနာလို့ပါလို့လည်းခေါ်တယ်အပြီးတော့မှတရားကိုနဲ့ပြောရင်သန္ဓစေတသိက်ပဲဒါကိုသုတ်တန်နည်းနဲ့ပြောရင်တော့မိမိဖြစ်ခြင်းနဲ့အကျိုးတရားတစ်ခုကိုစိတ်ဖြင့်မှန်းဆခြင်းနှုတ်ဖြင့်တန်တာခြင်းကိုဆူတောင်းတယ်လို့ခေါ်တာပဲအဲ့တော့ဆူတောင်းခြင်းကိစ္စကိုပြန်ကြည့်မယ်လို့ဆိုရင်ဗုဒ္ဓဘာသာနဲ့ဆူတောင်းခြင်းတလေဆူတောင်းခြင်းနဲ့ဗုဒ္ဓဘာသာခွဲလို့မရအောင်အများကြီးတွဲရှိနေရမယ်ဆူကတောင်းဝန်တောင်းတယ်ပေါ့နော် အဲ့ဒါဥပမာပြောမယ်ဗျာကျွန်တော်ကျွန်တော်တို့ဩဃာသာဘုရားရှိခိုးဒါစရင်ရှိခိုးကြတာအဲ့ဒီတဲမှာယရဏသုံးပါးကိုရှိခိုးကြတော့တယ်ပူဇော်ကြတော့တယ်နော်ပြီးကြတဲ့ဘာလို့လဲကတော့အတော့အကျိုးအကြောင်းဆိုပြီးတော့ကိုမလိုချင်တဲ့ဘယ်လေးပါးကသုံးပါးရပ်ပြရှိပါလိုချင်နေဆိုတော့မလေးပါးဖို့လေးပါးနေပြန်ပါဗျာဒါတွေကိုဒုအန်တုတ်တွေပေါ့နော်လိုချင်တာတွေမလိုချင်တာတွေအားလုံးကိုကျွန်တော်တို့ဆူတောင်းပတ္ထနာပြုကြတယ်ဒါကြောင့်ဆူတောင်းခြင်းနဲ့ဗုဒ္ဓဘာသာဗုဒ္ဓဘာသာနဲ့ဆူတောင်းခြင်းရှင်တွဲနေတယ် အဲ့ဒါလိုနေရာမှာကျွန်တော်တို့ဟိုသတိထားမယ့်အရာတစ်ခုရှိတယ်။ဩဃာသကရဂျိုးမှာပဲအခြေခံကြည့်ပါ။ဆူတောင်းနေဆိုတာအလကားတောင်းတာမဟုတ်ဘူး။ဘာမှမလုပ်ဘဲနဲ့ဘာဖြစ်ရပါလို့ညာဖြစ်ရပါလို့မဟုတ်ဘူး။ဘုရားဘာသာ။ရှေ့မှာကောင်းမှုကုသိုလ်တစ်ခုခုကိုအနည်းနဲ့များပြုလုပ်တယ်။ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ပေါ်အခြေခံမူတည်ပြီးတော့သူနဲ့ထိုက်တန်တဲ့အကျိုးတရားတစ်ခုကိုတောင်းတယ်။ဆိုတော့အလုသမားတယောက်ကအလုလုပ်တယ်ပြီးရင်လုခတောင်းတယ်။ဒါအလုသမားပဲ။ဘာအလုံးမှမလုပ်ဘဲနဲ့ထိုင်တောင်းရင်တော့ဒါတစားတဲ့ဝင်သားလိမ့်မယ်ပေါ့နော်။ထားပါတော့။ အဲ့တော့အဲ့ဒီအခြေခံကကောင်းမှုကုသိုလ်လုပ်ပြီးရင်ဆူတောင်းခြင်းဆိုတဲ့အခြေခံလေးရတယ်။အဲ့ဒီအခြေခံအတိုင်းပဲကျွန်တော်တို့ပွင့်တော်မူခဲ့တဲ့ဓမ္မသမုဒ္ဒဘုရားလောင်းတော်တွေပြစ္ဆေကဗုဒ္ဓတွေအဂ္ဂသာဝကမဟာသာဝကနော်သူတော်ကောင်းလောင်းတော်တွေနောက်ပြီးတော့မဟာသာဝကတွေအကုန်လုံးဟာဆူတောင်းခဲ့ကြတယ်။ဆူတောင်းပြီးတော့မိဖြစ်ခြင်းတဲ့ဟာတို့ကိုယူမန်းနဲ့ဆူတောင်းနဲ့ပတ္ထနာပြုတယ်ပြီးရင်ဘာလုပ်လဲဆိုရင်အဲ့ဒီလိုမပြုခင်မှာလဲကောင်းမှုကုသိုလ်အထူးလုပ်တယ် ပြီးရင်အီမီနာပုံညကံမီနာအီလိုပြူဟာဆိုစေနာမန်အကြောင်းကံလို့ကြောက်စီပြီးဆူတောင်းတယ်တောင်းပြီးရင်ရက်မနေကြအောင်မြုပ်ွက်တခုပါဘာလဲဆိုတော့အဲ့ဒါကိုရနိုင် လောက်တဲ့ကာယကံဝစီကံမနောကံတွေကိုနိဗ္ဗာဒနိဗ္ဗာဒထာနေပေါ့ဗျာဖြစ်လျာတန်လျာဒီလိုက်ဘဝတိုင်းမှာဘာလို့လဲဆိုပါရမီတွေဖြည့်ကြအဲ့ဒါလို့ဖြည့်ကြလို့သူတို့လိုချင်တဲ့အရာတွေကိုရကြတယ်လောကမြင်နဲ့ပြောရင်ဆူတောင်းပြည့်တယ်လို့ပြောတယ်ဓမ္မမြင်နဲ့ဆိုရင်တော့သူဝိသုကုံပဲကာယကံဝစီကံမနောကံအတိတ်ပစ္စုပ္ပန်အနာကံတစ်ဖြောင်းနဲ့ကြတယ် အဲ့ဒါကိုသိဖို့လိုတယ်ပေါ့နောက်တစ်ချက်ကမြုပ်ွက်တစ်ခုရှိတယ်ဆူတောင်းတဲ့ဆိုတဲ့နေရာမှာဘယ်အရာအရေးကြီးသလဲမိမိမှာရှိထားရမယ်ဟာပေါ့နော်ဆူတောင်းတဲ့ပုံကမှာဘာရှိဖို့လိုသလဲလက်ဆော့ဘုရားရှင်ပြောတယ်လက်ဆော့ဘုရားရှင်ကအစ္စတိဘိကဝေသီလဝတ္တောစေတောပဏိတိဝိတုဒ္ဓတာယဟန်တို့တဲ့သီလနဲ့ပြည့်စုံသောပုံကိုစင်ကြယ်သူဖြစ်သောကြောင့်လိုရမန္တအကုန်ရနိုင်ပါတယ်ဘုရားပြောရင်မမှားဘူး ဲ့တော့သီလစင်ကြယ်ထားဖို့လိုတယ်ဆူတောင်းတဲ့ဘုက္ကောအခြေခံသီလသည်သာသနာတော်ရဲ့အာဓိပဲအစာယူကောင်းခြင်းပဲတမာတိသည်မြေစေကလျာဏအလေးယူကောင်းခြင်းပရိယောတနာသည်ဆုံးယူကောင်းခြင်းဒီပညာအဲ့တော့သီလစင်ကြယ်ထားတယ်တမာတိကလည်းစိတ်ကလည်းစင်ကြယ်ထားထပ်ပြီးတော့စင်ကြယ်လိုက်ဦးမယ်ပြီးတော့ပညာနဲ့လည်းပိုင်းပိုင်းခြားခြားညာနာသမယုဖြစ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်လို့ကျနာအကုန်ရတယ်ဒါဆူတောင်းလို့ရတယ်เนาะအဲ့ဒါအခြေခံအစ်မအနည်းဆုံးစင်ရတော့သီလနဲ့ပြည့်စုံပါမယ်နောက်တစ်ချက်ကုသိုလ်ကောင်းမှုလုပ်တယ်ဆူတောင်းတယ် အခြေခံသီလအပြင်ရှိမယ်ဆုတောင်းမယ်တောင်းတဲ့ခါမှာအကြောင်းကျိုးပေါ့နော်ထိုက်တန်တဲ့ဟာပေါ့ထိုက်တန်တဲ့လောက်လုပ်တယ်ထိုက်တန်တဲ့လောက်ဆုတောင်းတယ်ပေါ့အကြောင်းနဲ့ကျိုးလွှဲနေတဲ့ဟာလည်းမရဘူးဆိုလိုတာကဟိုအပေယောက်ျောင်းနေလုတ်ပြီးတော့နတ်ဖြစ်ကြောင်းဆုတောင်းလို့မရသလိုဇမားဖြစ်ကြောင်းလုတ်ပြီးနိဗ္ဗာန်ဆုတောင်းလို့ရအောင်အဲ့ဒါလည်းသဘောပေါက်ထားရမယ်ကောင်းပြီအဲ့ဒါပြင်ဒီဘက်ကိုဆက်လာဆက်လာတဲ့ခါမှာဆုတောင်းမှုသိနေဆိုတဲ့ဟာကိုပေါ်လာပြီနော်ရုပ်လုံးပေါ်လာပြီအဲ့ဒါကိုဥပရိပါဏာသထာဂတဆရာကထပ်ပြီးတော့ polish လုပ်ပြတယ်ဆူတောင်းတဲ့အကြောင်းဘာပြောလဲလို့ဆိုတော့ယတ္တပစ္စဓမ္မအထိနပထနာတတကတိအာနိဘတ်တာရေတံဥပယံအထိတေတံကတိနိဘတ်တာဒါဥပရိပဏတထာကရာဆရာ ပြောတယ်အဓိပ္ပာယ်တော့တတပစ္စအယတ္တပစ္စဓမ္မအထိအကျဉ်သူသည်တဲ့ဒေဂွန်တရား၅ပါးနဲ့ပြည်စုံတယ်တရာသီလသုဒ္ဓဇာကပညာပေါ့၅ခုနဲ့ပြည်စုံတယ်အဲ့ဒီအလုပ်တွေလုပ်တယ်ပေါ့သို့တော်လည်းပဲပါလဲဆိုရင်နပထနာဆုတော့မတောင်းဘူးတဲ့ အဲ့ဒါလို့ပြည်စုံပေါင်းလုပ်ပေမဲ့စုမတောင်းရင်တတဂတိအနိဗ္ဗာတာအဲ့ဒီပုဂ္ဂိုလ်ဟာဂတိမမြဲဘူးတဲ့ရေတံဥပယံအဋ္ဌိကောင်းမှုကုသိုလ်လည်းလုပ်တယ်စုလည်းတောင်းတယ်နှစ်ခုစုံတယ်အဲ့ဒီပုဂ္ဂိုလ်ဟာတေဇံဂတိနိဗ္ဗာတာဂတိမြဲတယ်ကောင်းမှုကုသိုလ်တော့လုပ်တယ်စုမတောင်းဘူးဆိုရင်ဟိုကောင်းကင်ကိုလှန်တန်တစ်ခုပြစ်တင်လိုက်တယ်အဲ့ဒီလှန်တန်စီအရင်ကလည်းကြာရင်ကြာမယ်အလယ်နဲ့ကြာရင်ကြာမယ်အဖျားနဲ့ကြာချင်ရကြာသွားနိုင်တယ်ကြာတာတော့ကြာမှာပေါ့နော်အဲ့ဒါကိုကောင်းစွာနားလည်ဖို့အတွက်အဘိဓမ္မာလိုလာတယ် အဘိဓမ္မာဒီကျွန်တော်ပြောပြီးပြီဗုဒ္ဓရဲ့ laboratory ပဲတက်ခွဲခဲ့မယ်အဘိဓမ္မာတက်မှာဗုဒ္ဓရဲ့တရားတော်တွေကိုကြကြနန်းနခွဲခြမ်းသိပြပြီးသိနိုင်အဲ့တော့အဘိဓမ္မာမှာကုသိုလ်ကို22မျိုးအမျိုးအစားခွဲပြထားတယ်ကုသိုလ်22မျိုးအဲ့ဒါကာမဝါစာကုသိုလ်က10မျိုးမဟေကုကုသိုလ်က9မျိုးလောကုတ္တရာကုသိုလ်က4မျိုးပေါင်းရင်22မျိုးပေါင်းပြီလူတယောက်ကဇန်နေအားထုတ်တယ်မဟေကုပေါ့ဇန်ပင်ကြီးနေရအောင်အားထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်ကြီးစုတောင်းကြရမလို့ ဒီဒီခုနကမဟဲကုတ်ကုသိုလ်တဲ့ပထမဇန်ရသောပုဂ္ဂိုလ်စီကျင်းစီတယ်သူသိင်ဘဲမှမသွားဘူး37ပုံပထမဇန်ပုံပုံသွားမယ်ဒါကြောင့်ပထမဇန်ဝိပထမဇန်ဝိပဿိတ်ဒီပထမဇန်ပုံသားတို့ရဲ့ပဋိသင်္ဍေဘုံဝင်သုတိဒါစပြီမှာဒုတိယဇန်ဝိပဿိတ်နဲ့တတိယဇန်ဝိပဿိတ်တို့စီဒုတိယဇန်ပုံသားတို့ရဲ့ပဋိသင်္ဍေဘုံဝင်သုတိမလွဲဘူးနောက်တစ်ခါလောကုတ္တရာကုသိုလ်၄ပါးမဲ့၄ပါးရတယ်ဖိုး၄ပါးရပါစေလို့ဆုတောင်းကြမလို့အဂါလိကောအချိန်ကြာမင်းအကျိုးပေးတာတောတာပတိမဲ့ရရင် သောတပတိဖို့ကအလိုလိုရတာလေသဂရဂမိမဲ့ဆိုရင်သဂရဂမိဖို့ပေါ့ဗျာမလီပါအဲ့လိုသွားတာပေါ့ဒါတရားဆုတောင်းစရာမလိုကောင်းပြီဘယ်မှာလို့လဲကာမဝါစရာကုသိုလ်ရှင်ပြန်လို့လဲကာမဝါစရာကာမဘုံမှာကျင်လည်တတ်တဲ့ကုသိုလ်စိတ်တွေပေါ့ကာမဘုံမှာသုခတိပေါ့ကုသိုလ်ဆိုတော့သုခတိသွားမှာပေါ့နော်ကာမဆက်ဘုံမှာအပယ်လေးဘုံပဲသုခတိသွားမယ်ဆိုတော့သုခတိမှာခုနှစ်ဘုံရှိတယ်လူဘုံတဘုံနတ်ပြည်၆ထပ်ဒါပြင်ဒီကကာမဝါစရာကုသိုလ်ပြုလုပ်လိုက်တဲ့အခါမှာဒီလူဘုံတဘုံနဲ့နတ်ပြည်၆ထပ်ဆိုတဲ့သုခတိခုနှစ်ဘုံဘယ်သွားမယ်ဆိုတာ ကန့်သတ်ချက် limitation မရှိဘူးသူရောက်ချိန်ရရောက်သွားလိမ့်မယ်သူတို့ဒါသူဂတိပုံဖြစ်တာဖြစ်သွားမှာပဲလေရောက်ချိန်ရရောက်သွားအဲ့ဒီအတွက်ဘာလို့လဲဆိုပထနာလိုလားကိုသွားလိုချင်တဲ့ပုံကိုဖြစ်ချင်တဲ့ဟာကိုချူတောင်းပွေးဖို့လိုလားသူတို့ကကုသိုလ်ဆိုတာအနာဝိဇ္ဇဒုက္ခဝိပါကချမ်းသာခြင်းကြိုးကိုပေးတာပဲလူပုံတစ်ခုတည်းမှာတင်လူချမ်းသာတွေအများကြီးရှိတယ်။နော်ဇေဒနာစင်ကြောင့် ဇေတောက်တန်းကစားနေတဲ့ကြောက်စံပရမ ्या နဲ့ပေါ့နော်ယတနာတွေနဲ့ချမ်းသာတာရှိတယ်ငပိငချောင်းနဲ့ချမ်းသာတာရှိတယ်ဗျာတစ်လုံငန်းနဲ့ချမ်းသာတာရှိမယ်မိဘအမွေနဲ့ချမ်းသာတာရှိမယ်အကုသိုလ်လုပ်ငန်းနဲ့ချမ်းသာတာရှိမယ်ဘယ်လိုချမ်းသာမျိုးလိုချင်လဲဆိုတာကိုကပြဿနာလို့ရတယ်နှမွင့်သူချမ်းသာတော့ချမ်းသာမှာပဲရောက်ရှင်တဲ့ဆင်ရောက်သွားမယ်ရောက်စီတဲ့ဆင်ရောက်သွားမယ်ဒုနည်းတူစားပဲနတ်ပြည်၆တန်းမှာသတုမာတိဒါပရင်သာယာမတုသိတာနေမနာရတိဗရဏေမိဇဝတ္တဝတိအများကြီးရှိတဲ့ချမ်းသာတွေဘယ်လိုချမ်းသာမျိုးဖြစ်ချင်တာလဲဆိုတာကိုကပြဿနာပြုမှရမယ်ကာမဝါစရကုသိုလ်လုပ်ပြီးဟေးဆိုရင် ဆူတောင်းရမယ်လို့ဒါထာဂရဆရာကညွန်ပြလာတာပေါ့နော်အဲ့တော့ပြန်ကြည့်မယ်လို့ဆိုရင်အကျဉ်းသူကတရား၅ပါးနဲ့ပြည့်စုံမယ်သူဆုမတောင်းဘူးဆိုရင်နပဋ္ဌာနာဆိုရင်ဂတိမမြဲဘူးတရား၅ပါးနဲ့လည်းပြည့်စုံမယ်အလုလဲလုံမယ်ဆုလဲတောင်းမယ်ဆိုရင်ဂတိမြဲတယ်ပေါ့ဗျာနော်ဒါဖြစ်ရင်ခုနကနိဗ္ဗာန်ဆုနိဗ္ဗာန်အောင်တောင်းတောင်းလို့ရတယ်လားကာမဝါစရကုသိုလ်အမဒါနကုလို့ပြုလုပ်တယ်နေ့စဉ်ဘုရားရှိခိုးတဲ့ဥပုသ္စဘဒါကာမဝါစရကုသိုလ်တွေပဲကာမဘုံမှာကျင်လဲအဲ့ဒါနိဗ္ဗာန်ဆုတောင်းလို့ရလားဆိုဓာတ်ရိုက်တော့မပေးဘူး နော်ဒါနကုသိုလ်လုပ်တယ်ဗျာနိဗ္ဗာန်ဆုတောင်းမယ်ဆိုရင်ဓာတ်ရိုက်တော့မပေးဘူးမပေးရင်ဘာလို့လဲအထောက်ပံ့အနေနဲ့တောင်းလို့ရတယ်နော်ဣဒံမေပုံညာအတဝက်ခေယဝဟံဟောတုတုဆိုလာလေဝဟံရွက်ဆောင်နိုင်ပါစေဣဒံမေပုံကနိဗ္ဗာန်နတ္တပစ္စယဟောတုနိဗ္ဗာန်ကိုရောက်ချောင်းရအထောက်ပံ့ဖြစ်ပါစေဒီလိုနဲ့တော့ဆုတောင်းလို့ရတာပေါ့နော်အဲ့ဒီမှာတခုနောက်ဆုံးအဆင့်ပြောမှကျင်တာကာမဝါစရကုသိုလ်ဆိုတာအင်မတန်ကျယ်ပြန့်လို့အဲ့လိုဆုတောင်းရတယ်ဆိုလိုတာကကျွန်တော်တို့ဇန်အားထုတ်တယ် ပထမဇန်မရမချင်းပထမဇန်စိတ်မဖြစ်မချင်းရှေ့မှာရှိနေတဲ့ပရိကံဥပဇာအနုလုံအဲ့ဒီဝီကြီးထဲမှာရှိတဲ့စိတ်တွေအားကာမဝဇ္ဇကုသိုလ်ပဲဝိပဿနာအထုတ်တယ်ကိုယ့်ကိုယ်ကိုပဝင်မြင်နေတယ်သောတပတိမဲ့ကြမှာလောကုတ္တရာကုသိုလ်မကြရင်ရှေ့ပိုင်းအကုန်လုံးပရိကံဥပဇာအနုလုံအကက်ရဲ့စိတ်တွေအားကာမဝဇ္ဇကုသိုလ်သိကျပြန်ဒါကြောင့်ဘာကြောင့်လဲဆိုတော့အဲ့လိုအများကြီးရှိနေတဲ့ကာမဝဇ္ဇကုသိုလ်တွေကိုမြင်ဖြစ်ချင်ရလေးကိုတောင်းစုပြုပါမယ်ကျွန်တော်ကိုလူတယောက်ကသုံးမဟုတ်ဟိုပါပေါ်တထေးတယောက်ကပေါ့ဗျာ ဇန်လင်းကိုအင်တလုံးဆောက်ပေးမယ်ဥပမာအပြင်ပြောတာဆောက်ပေးရတဲ့ဆိုဆောက်ပါဘောဥပမာထားရင်သူဆောက်ချင်တယ်လို့ဆောက်သွားဆားပါတော့3900ရတယ်တခုဆောက်မယ်ထိုက်ကြံတဲ့ဟာစီဆောက်သွားတယ်ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ဒီနေရာလေးကကျွန်တော်ကစာကြည့်ခန်းလေးထားခြင်းနဲ့ဒါလေးကဖရာခန်းပေါ့ဗျာဒါအဲအဲ့လိုလေးကိုဖြစ်ချင်တာလေးပြောရင်တော့ပုံစံပေါ်လာလေးနှုတ်မဝင်တော့အဲ900ရတယ်အိမ်ကတော့ဖြစ်သွားမှာပဲဒါဥပမာပြောပြတာအဲ့တော့ကာမဝါစာကုသိုလ်မှန်တယ်များဆူတောင်းသင့်ပါတယ်လို့ဓမ္မထိတ်ချံအဖြစ်ဖြေကြပါတယ်